်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့ကြောက်တိုင်ခွင်အားကစားကွင်းပတ်လည်ကတိုက်ခတ်တဲ့ဆိုင်ကန်းတွေကိုဖေရှားရှင်းလင်းခိုင်းနေတယ်လို့ဒေသခံတွေကဒီဇင်ဘာလ9ရက်နေ့ကပြောပါရတယ်။ ကြောက်တိုက်ပွဲပတ်လည်မှာစောက်ထားတဲ့ဆိုင်ကန်းနဲ့တိုက်ခန်းတွေရဲ့နေရာမှာနိုင်ငံတကာအစ်စ်မီအာကစားကွင်းအာကစားယုံနဲ့ရေကူးကန်လူငယ်ရေးစင်တာတွေစောက်ဖို့အတွက်ဖေရှားခိုင်းတာဖြစ်တယ်လို့စစ်တပ်လောက်ခံပြည်နယ်အာကစားနဲ့ကာယပညာဦးစီးဌာနကဒီဇင်ဘာလ3ရက်နေ့ကထုတ်ပြန်တယ်လို့သိရပါဗျာ။ အဲ့ဒီဘောလုံးကွင်းပတ်လည်ကဦးစည်းဌာနမြေပေါ်မှာငါရန်ထားတဲ့တိုက်ခန်းတွေကိုမငားတော့ပဲဒီဇင်ဘာလ၃ရက်နေ့ကစပြီးဆိုင်ခန်းတိုက်ခန်းလစာတွေမကောက်တော့ပဲဖေရှားနိုင်ဖို့အတိပေးတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်အဲ့ဒီဆိုင်ကန်းတွေဖွင့်ထားတာနှစ်ပေါင်း30ကျော်ပြီဖြစ်ပြီးဒီနှစ်ကုန်ဒါမှမဟုတ်နောက်နှစ်ထဲမှာဖြတ်ဖို့စီစဉ်နေရလို့ဒေသခံတယောက်ကပြောပါရယ်စစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်လမှာလဲတောင်ကြီးမြို့ယထားလက်အနီးအနားကနေအိမ်တွေကိုယထားစီမံကိန်းအနေနဲ့ဖယ်ရှားခိုင်းတာတွေရှိခဲ့ပါသေးတယ်ရှင် ဘလို့ဖန်းစီအကြံဖတ်မှုတွေရှိရှိဆရာနာရှင်စန့်ကျင်ရင်လူတို့တပိတ်လှူရှားမှုတွေကိုဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေးစည်းကြုံအနီးမှာပါဝင်ခဲ့တဲ့တပိတ်ကောင်းဆောင်တွေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားတာပါရှင်လေသာအတက်ကြည့်လို့ပါတော့ခင်ဗျာအားလုံးကြိုးစားပါတယ်ကျွန်တော်တင်စာဆက်ဖြစ်ပါတယ် ိမ်မှာကျွန်တော်ဒေသဆန်းဖြစ်ပါတယ်နမေကျော်သဘိတ်ကောင်းဆောင်နေဖြစ်တဲ့ဒေါက်တာဒေသာဆန်းကိုခန့်ဝေဖြူနဲ့ကိုနန်းလင်းတို့ဦးဆောင်ပြီးမန္တလေးမြို့နယ်ဈေးကျော်တော်နီးတတိယမှာဆက်အနာရှင်စံပြင်းဆန္ဒပြတဲ့ရုပ်တံဖိုင်ဒီဇင်ဘာလ၄ရက်နေ့မှာထွက်ပေါ်ခဲ့တာပါဒီဆန္ဒပြလူမှုလှုပ်ရှားမှုကိုစစ်ကောင်းဆောင်တွေပြင်ဦးနေတဲ့မန္တလေးဘက်ရောက်နေချိန်မန္တလေးမြို့နယ်မှာစစ်ကောင်းစီတပ်သားတွေခြေရှုံနေချိန်မှာပဲပြည်သူလူထုရဲ့ကူညီဆောင်ရှောက်မှုနဲ့အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့သဘိတ်ကောင်းဆောင်တွေကအသိပေးထားပါတယ် ်ချင်းနေရဲ့ရဲ့အရာကိုလူတိုက်ပွဲလူလှုပ်ရှားမှုတွေကိုရှယ်ယောပြင်ချဖို့လိုပါတယ်။ဆေးဥစုရဲ့ရွေးကောက်ပွဲဟာတိုင်းပြည်ကိုအာဏာရှင်ကျောင်းနဲ့တဲ့လူမှုကိုတကယ်ဆင်းရဲမွဲတေမှုကျောင်းနဲ့ကြီးတဲ့ကိုဆွဲချတွန်းချမယ်။ထောင်ချောက်ဖြစ်ပါတယ်။အဲ့တော့ဒီချိန်ဒီကာလမှာလူထုအားလူလှုပ်ရှားမှုတွေနဲ့တို့အရှိန်မြင့်ပြီးတော့မှတစ်ဖက်ကဖြစ်နေတဲ့ဈေးတိုက်ပွဲဈေးချင်းတွေနဲ့ပေါက်ဆက်ရမယ်လို့ကျွန်တော်တို့ကြုံကြည်ထားပါတယ်။ ဒီရွေးကောက်ပွဲအတူပြီးလဲကျွန်တော်တို့ online yes ခိုင်မာမာဆက်ရှိနေမယ်ဆိုတာကိုလည်းနိုင်ငံတကာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြန်စကားပေးလိုပါတယ်မြန်မာပြည်သူတွေဟာလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီအတွက် Federal အတွက်ဆက်ပြီးတော့တိုက်ပွဲဝင်နေမယ်ပြည်သူတွေဖြစ်တယ်ဆိုတာကိုလည်းပြောချင်ပါတယ်နာမည်ဒီဇင်မာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူခွင့်ရင်းနေ့ အပြင်မထွက်အတန်တိတ်တပိတ် silent strike မှာတနင်္ဂနွေလုံးအတိုင်းကြနဲ့လူလူတရက်လုံးကပူပေါင်းပါဝင်ယူခြင်းနဲ့အတွက်တပိတ်ခေါင်းဆောင်တွေက NRI ဂျာတဲ့မှာလူလူကိုစီးရုံနိုင်မှုစူးစမ်းခဲ့ကြတာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ပြိုကျဖို့အတွက်ဆိုရင်ပေါ့နော်ဒီလူလူရှာမှုတွေက imminent အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပေါ့ဗျာ။အချမ်းပတ်စစ်အုပ်စုရဲ့ထိန်းချုပ်ထားတဲ့နေရာတွေအထူးဖြင့်ဒီ manipulation ကိုမြို့ကြီးတွေကျွန်တော်တို့ဒီဆန္ဒပြပွဲတွေပုံစံမျိုးစုံရှိတဲ့လူလူလှုံ့ဆော်မှုတွေကိုကျွန်တော်တို့အမြင့်မဲ့ဖော်ဆောင်နိုင်ခြင်းကမင်းရောက် ိုင်တို့ဟာတရားမဝင်ဘူးပြည်သူလူထုကအကြံပတ်စစ်အုပ်စုရဲ့အမဲအာဏာတွေကိုလိုက်ရောမှုမပြုဘူးမနာခံဘူးဆိုတဲ့သဘောတရားကိုကျွန်တော်တို့ဒီအသက်တွေဘဝတွေနဲ့ရှင်းပြီးထူထောင်တာပေါ့ဗျာအာဏာရှင်တွေရဲ့အရှိုက်ကိုကျွန်တော်အင်မတန်ထိပ်နေတယ်ပေါ့ဗျာစစ်တပ်ကိုကျွန်တော်တို့ပြောချင်တာကဒီစစ်အာဏာရှင်စနစ်ကိုလိုက်က ်ဒါစစ်တပ်ကိုယ်တိုင်ပျက်စီးဆုံးရှုံးထိလိုက်တာလေးဒါဖြစ်နေတာလက်တွေပဲပေါ့နော်အဲ့တော့ကြောင့်မို့ဒီ Anderson နဲ့အိုက်ဖီမှာလူလူနဲ့အတူလက်တွဲကြဖို့အတွက်တက်မတော်အရာရှိတွေအရာခံပိုးတွေတက်မတော်သားတွေကိုကျွန်တော်တို့ကတော့တိုက်တွန်းချင်ပါတယ်ဗျဟုတ်ဒီဇင်ဘာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့ အပြင်မထွက်အတန်လေးသပိတ် silent strike မှာလူမှုသဘောထားဆန္ဒနဲ့တောင်းဆိုချက်၃ရပ်ကိုပေါ်ဆောင်နိုင်မှုရည်ရွယ်တယ်လို့သပိတ်ခေါင်းဆောင်တွေကပြောပါတယ်။အတမဖန်စီအကျဉ်းချခံထားတဲ့လူမှုခေါင်းဆောင်ဒေါ်ဆန်းစုကြည်တမရဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိအများဆုံးလွတ်ပေးရေးစစ်ကောင်စီဒုရောင်ရွေးကောက်ပွဲကိုပြည်သူတရက်လုံးကပြတ်ပြတ်သားသားဆန့်ကျင်ရေးစစ်ကောင်စီရဲ့အတမစစ်မှုထံဥပဒေကိုလုံးဝဖျက်သိမ်းရေးစားတဲ့အချက်၃ရပ်ကိုသပိတ်ခေါင်းဆောင်တွေကပြည်သူတွေကိုစားတိုက်တွန်းတောင်းဆိုနေတာဖြစ်ပါတယ်။ကျွန်တော်

ရေတပ်ထောက်နိုင်ရေးဟာဟွန်ဒူရက်စ်ကိုထွက်ခွာသွားတဲ့မြန်နှုံးမြင့်လှေတစင်းကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မော်ရိုစကေယိုပင်လယ်ကွေ့ရဲ့အနောက်မြောက်ဘက်ရေမိုင်80လောက်အကွာမှာဖမ်းဆီးခဲ့တာပါဒီစစ်စင်ရေးကြောင့်ကိုကင်းဟိုက်ဒရိုကလိုရိုက်ပါဝင်တဲ့အထုပ်180ကိုဖမ်းဆီးရမိခဲ့ပြီးတန်ရရှိသူ9ဦးကိုဖမ်းဆီးခဲ့ပါတယ်။ မွေးရည်စေဝါကိုတည်ဆောက်သူ၅ဦးဟာကိုလံဘီယာနိုင်ငံသားဖြစ်ကြောင်းဖော်ထုတ်ထားပြီးမွေးရည်စေဝါတွေဟာကလန်ဒန်ဂေါဖိုအမည်ရှိတဲ့လက်နက်ကိုင်အဖွဲ့နဲ့သက်ဆိုင်နေလို့အနာပိုင်တွေကယူဆထားပါတယ်။တည်သိစီရမိမှုတွေကြောင့်ဒေသတွင်းလမ်းတွေစီကိုမွေးရည်စေဝါ၁၁တသမ၂တန်းလောက်ရောက်ရှိမှာကိုတားဆီးနိုင်ခဲ့တယ်လို့ကိုလံဘီယာအရာရှိတွေကလည်းခန့်မှန်းထားပါတယ်ရှင်။ အမေရိကန်စစ်တပ်ကဒီဇင်ဘာလ၄ရက်နေ့ကြာသပတေးနေ့ကအရှေ့ပစိဖိတ်ဒေသမှာရှိတဲ့နိုင်ငံတကာရေပိုင်နက်မှာတန်တရားဖြစ်ဖွယ်မှုရစ်စေဝါတင်မောတစင်းကိုတိုက်ခိုက်ခဲ့တာမှာအမျိုးသား၄ဦးသေဆုံးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီတင်မောဟာတရားမဝင်မှုရဲ့ဇေဝါတွေကိုတဲဆောင်ပြီးအရှေ့ပစိဖိတ်ဒေသကမှုရဲ့ဇေဝါမှောင်ခိုရောင်းဝယ်မှုလမ်းကြောင်းတစ်လျှောက်ဖြတ်တန်းသွားလာနေကြတာကိုထောက်လိုင်းကအတည်ပြုခဲ့တယ်လို့ American စစ်တပ်က X မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်းကုကရေးဌာနဟာအရှေ့ပစိဖိတ်ဒေသမှာတင်မုံငယ်ဒဇင်းကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်နေတာကိုရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။၂၁စက္ကန့်ကြာတဲ့ဗီဒီယိုကလစ်မှာ နိုင်ငံတကာရေပိုင်နက်ထဲမှာလှေကိုဝင်တိုက်မိပြီးမိထလောင်နေတာကိုပြသထားပါတယ်ရှင်။ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင် you mm -hmm.